chapter 11ရဲ့ session C ပုစာလေးတွေတွေ့သွားပါမယ်။အဲ့တော့သူကကြတော့ဒါသုံးမှတ်တမ်းပုစာဖြစ်သွားပြီဆိုတဲ့အခါကျတော့တွေ့ရမယ် step by step အစဉ်လိုက်လေးပုစာလေးတွေကိုတွေ့ပြီးသွားမှာပဲအမှတ်ပြရနိုင်မှာဖြစ်တယ်နေပေါ့နော်။အဲ့တော့ပထမဆုံးဒီမှာ integral 0 to 6ဆိုတော့ definite integral ကိုမေးထားတယ်ပေါ့နော်။အဲ့တော့ဒါလိုမျိုး ပုစာတွေကဆရာမတို့ တမတ်တန်နှစ်မတ်တန်မှလည်းတွက်ခဲ့ပြီးသားပါအဲ့တော့အခုသုံးမတ်တန်မှကျတော့ကယ်ကူလေတာနှိပ်ပြီးတော့ထုတ်လိုက်ယူနေတယ်အဖြေကမရပါဘူး step by step ကို solution တွက်ပြပေးနိုင်မှဒါအမှတ်ပြရမှာပေါ့နော်ဒါ2024မိခွန်းလေးပါရှင်ပေါ့နော် integral integral 0 to 6 1 over 3 a 1 the whole cube DH เนาะเออ fashion ดิที่ด้วยเนี่ยมา1 over 3 x 1 sure expansion ปอเนาะถ้าဆိုရင် power တင်ထားတယ် power ကိုတက်တိုးမယ်เนาะဆရာမတို့ပုံသင်နည်းလေးရှိပါတယ်အဲ့ပုံသင်နည်းလေးကိုအသုံးပြုပါမယ် integral a x plus b the whole power and ပေါ့ ဒီဒါဆိုရင် power တက်တိုးလိုက်တော့ a s plus b a s plus b the whole power n plus 1တက်ပေါင်းလိုက်ပြီးပြီးရင်အဲ့ဒီ n plus 1နဲ့စားတယ်စားပြီးဒီထက်က a s plus b ကိုပြန်ပြီးတော့ရှိတ်တဲ့တန်ဖိုးဖြစ်တဲ့ a နဲ့ပြန်မြောက်တယ်ဒီအရှိမလာမြောက်တယ်အဲဒီလိုပုံစံလေးပေါ့နော်အဲ့တော့ဒါမျိုးလေးဆရာမတို့ကမှတ်ထားခဲ့တယ်အဲ့တော့အခုလည်းအဲ့ပုံစံလေးကိုအသုံးပြုပြီးတော့ ွက်ပါမယ်အဲ့ဒီတော့1 over 3 a + 1 the whole cube ကို formula ဒါ right သုံးလိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတခါတည်းပဲရေးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ formula ရှိနေတာဆိုတော့ပေါ့နော်အဲ့တော့1 over 3 a + 1 the whole cube ဆိုတော့၄ဓာတ်၄ဓာတ်အဲ့ဒါကို divided by a တန်ဖိုးက1 over 3အဲ့ဒီ၄ဓာတ်နဲ့ပြန်ပြီးတော့စားရတယ်ဆိုတော့ ဒီလိုမျိုးဒါပုံစံကြီးမှာတက်ခါတယ်တွင်းလိုက်တဲ့သဘောပါပဲအဲ့တော့ဒါအစင်ကြော်တာမဟုတ်ဘူးတက်ခါတယ်တန်းပြီးတော့ထည့်လိုက်တာ0 to 6ပြီးရင်ဆရာမတို့ upper limit တွင်းမယ် lower limit တွင်းမယ်ပေါ့နော်ဆရာမက constant တွေကိုအပြုံထုတ်လိုက်မယ်ဒီက4 over 3ကစားရတာစားအောင်မြောင်ပြောင်းပြောင်းပြန်လန်ဆိုတော့4 over 3ကအပြင်ထွက်သွားတဲ့အချိန်3 over 4ဆိုပြီးတော့ constant နေနေထုတ်ပလိုက်မယ်1 over 3 8 plus 1 the whole power of 4အဲ့ဒါကိုမှဆက်မ0ကနေ6 limit တွေ့မှာเนาะဒီအစရာမရေးလဲရတယ်ဆက်မထည့်ရေးပြထားတာ3 over 4 1 over 3 upper limit တွင်တော့6တွင်နေ plus 1 the whole power 4ပြီးသွားရင်ဆက်မ lower limit တွင်မှာ minus 1 over 3 x ညမှာ0အတွင်းနဲ့ +1 the whole power 4ဒါ function တစ်ခုလုံးကို upper limit တွင်နှုတ် minus lower limit တွင် တွင်းလိုက်တာပါအဲ့တော့ session တော့3 over 4ဒီမှာ3တလီ3 3နာလီ6တုံးနာလီ6ဆိုတော့အဖြေက2ရက်1ရက်ပေါင်းတော့3 နော်3လေးဓာတ်ပေါ့3လေးဓာတ်ရဲ့3လေးဓာတ်ရဲ့ဒါကတော့0ဖြစ်သွားတော့1ပဲကျန်တယ်1လေးဓာတ်ရဲ့ဆိုတော့1ပေါ့အဲ့တော့ equal to ဒါလေးကိုဆရာမကယ်ကူလေတာလေးနှိပ်လိုက်ပါမယ်3 over 4 3 power 4 minus 1 60ရပါတယ်အဖြေကနော်အဲဒါရဲ့အဖြေဒီ60ပေါ့နော်အဲကျမ answer လေးရေးပြီးမယ်ဆိုရင် answer ဆိုပြီးတော့အဖြေလေးထုတ်ပြီးမယ်ဆိုရင် integral 0 to 6 1 over 3 a plus 1 the whole cube equal 60ပေါ့နော်။နောက်ဘယ်လိုတွေ့ပါမလဲ။ အဲ့တော့ဒါလည်း definite integral ပုံစံပဲဒီပုံစံလေးကပုံမှန်တိုင်းတော့လွယ်လွယ်ကူကူမဟုတ်ဘူးပေါ့နော်။ तू ကဘာလို့လဲဆိုတော့ဆရာမတို့ပိုင်းဝန်းခြေကိုရှိတ်လိုက်လို့ရှိရင်ဒီမှာကော square root အောက်ထဲမှာဖြစ်နေတာ။အဲ့တော့သူ့ကိုရှိတ်လိုက်လို့ရှိရင်လည်းပိုင်းဝေမရသလိုပိုင်းဝေကို differentiate လုပ်လိုက်ရင်လည်းပိုင်းခြေရတာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီဟာကိုဆရာမတို့ substitution method နဲ့ပဲတုံးပြီးတော့တွက်လို့ရပါတယ်။အဲ့တော့ဆရာမတို့ let u equal to ဘယ်သူ့ကိုထားမှာလဲဆိုတော့ x2 နဲ့ square root of x square plus 1မှာ square square root of x square plus 1ရှုပ်နေတာကိုထားလိုက်တယ်အဲဒီတော့ဒီမှာ root တင်ထားတာမို့လို့နှစ်ဖက်လုံးကို root တင်တယ်အဲတော့ u square equal a square plus 1ပြီးရင်ဒီမှာဆက်မှာ x2 ရှိ x2 ရှိတယ်အဲ့ဒီ x2 ကို u ဘယ်လိုချိန်မလဲဆိုတော့ဆက်မှာ a square ဒီမှာဒီကနေထုတ်လိုက် a square ထွက်လာပြီ ဲ့တော့ဒီကနေဆက်ပြီးတော့ထုတ်မယ် a square equal to u square minus 1ဒါဆိုရင်ဒီ h2 ကိုလည်း h တစ်လုံးနဲ့ h ရဲ့နောက်ထပ် a square ရဲ့ခွဲထုတ်ပြီးတော့အစားသွင်းရပြီပေါ့နော်အဲ့တော့ဆက်မဒါလေးကိုလုံးနေကြတိုင်း differentiate လုပ်ပါမယ် u ရပြီဆိုရင် du တွက်ဖို့လိုတယ်အဲ့တော့ du equal to ဒီမှာ root နဲ့ဖြစ်နေတော့ power ရှေ့ချ1 over 2တခု short ဆိုတော့ ။ဘိုင်းဂျီမှာ square root of a square plus 1ဖြစ်သွားမယ်။ဘိုင်းဝေးမှာ 2h ကျန်မှာပေါ့နော်ပြန်ရှိတ်တော့။နော်ဒါလေးကိုဆရာမဒီနားလေးမှာ differentiate လုပ်ပြပါမယ်။ဒီ square root of a square plus 1ကို dh နဲ့ differentiate လုပ်တာက power ရှိထားလိုက်တော့1 over 2တခုလျှော့တော့ a square plus 1 the whole power negative 1 over 2ဒါတခါလေးမြန်မြန်ဆန်ဆန်ရှိတ်လို့ရတယ်နော်ဆရာမဒါ မုံတင်နီးနဲ့တကွာပြန်ပြီးတော့ရှင်းတာပါအတွင်းထဲမှာ u function ဖြစ်တဲ့ကြောင့်ပြန် shape 2x အဲ့တော့ဒီမှာ negative power မလိုချင်တော့အောက်ကိုပို့လိုက်တယ်အဲ့တော့ဆရာမရဲ့အဖြေလေးကဘယ်လိုရပါလဲဆိုရင် 2x over square root of a square plus 1ဒီရှိမှ2လဲရှိအောင်မယ်ဒီလိုလေးရမယ် dx ပေါ့နော် L D U equal to ဒီမှာ2နဲ့2နဲ့တစ်ခါကြည်သွားတော့အဖြေရဘယ်လိုရမလဲဆိုရင် x over square root of a square plus 1 dx ဟောဒါဆိုရင်ကြည့်ကြည့်ပါဦးဆရာမတို့ရဲ့အဖြေလေးကတစ်ခါတည်းအဆင်ပြေပြေနဲ့ဖြစ်သွားပြီဒါကြီးတစ်ခုလုံးကြီးကဒီမှာရှိတဲ့ x2 ကို x တစ်ခုနဲ့ a square တစ်ခုနဲ့ခွဲလိုက်တာနဲ့ အဲ့ဒီ a တစ်လုံးလေးနဲ့ပိုင်းကြည့်ရ a square square root of a square plus 1လေးဒီတခါတည်းတွင်းလို့ရတဲ့ du ဖြစ်သွားတယ်။ကျန်တဲ့ a square လေးကဒီမှာ sigma function ထုတ်ခဲ့တဲ့ u square minus 1လေးထည့်လိုက်ရင်ရသွားပြီ။နော်အဲ့တော့ integral 0 to root 3 a2 divided by square root of a square plus 1 dx ပေါ့နော် ဲဒါလေးကိုဆရာမကပုံစံဝင်အောင်လို့အရင်လေးပြောင်းလိုက်ပါမယ်ဘယ်လိုပြောင်းလဲမလဲဆိုရင်ဒီ h2 ကိုဆရာမ h တစ်ခုနဲ့0 2 2 3 0 2 2 3 h2 နဲ့ h divided by square root a square plus 1 d a ဆိုပြီးပြန်လိုက်မယ်ဒီနောက်ကအတွဲလိုက်ကြည့်ဟာဆရာမထည့်ရမယ် du အရှိရ a square က u square minus 1အော် ါဆိုဆီယမ်ဖန်ရှင်က x ဖန်ရှင်ကနေ u ဖန်ရှင်ကို ပြောင်းသွားပြီ u square ကို integrate လုပ်တော့ u cube over 3 minus 1ကို integrate လုပ်တော့ u limit က0 to upper limit က root 3ဒါ root 3เนาะ root 3 0 to root 3အဲဒီမှာ0 to root 3တော့ထည့်လို့မရအောင်ဘာလို့လဲဆိုတော့ဆရာမတို့ကဒီမှာ တွက်ခဲ့တာဒီဒီ limit ဒီ0 to 3c expansion အတွက်ပဲမှန်တာ u function အတွက်ဆိုရင် limit ကချိန်ပေးရမယ်နော် limit ချိန်ပေးရမယ် limit ဘယ်လိုလေးချိန်လဲဆိုတော့ဘေးနားလေးမှာ a u နော် a တန်မို0မှာ a တန်မို0ကနေဒီဘယ်ကိုသွားတာလဲဆိုရင် a တန်ဖို့0ကနေ ယူဟိုရူဒရီကိုသွားတယ်ယူတန်မူကအိတ်စံမူစီတို့မှာယူဘလောက်လဲရှာကျင်တော့ဒီမှာအစားသွင်းမှာပေါ့နော်ယူနဲ့အိတ်နဲ့ relation မှာလာပြီးတော့တွဲမယ်နော် u equal to square root of a square plus 1 x ညမှာ0ထည့်လိုက်တော့ square root of 1ဆိုတော့ root 1 root 3ထည့်လိုက်မယ်ဒီနေရာမှာ root 3ထည့်လိုက်တော့ root 3ကိုနှစ်ထပ်တင်တော့3 3နဲ့1နဲ့ပေါင်းတော့4 4ဆိုတော့ root 4 root 4ဆိုတော့2အဲဒါလေးရဆရာမပြောင်းလိုက်တာ function ချိန်လိုက်တာပေါ့နော် x limit ကနေ u limit ကို ပြောင်းလိုက်တာအဲ့ဒီတော့ဆရာမတို့ကဒီမှာဗာရေးရမှာလဲဆိုရင်ဒီ function နေရာမှာ x တုံးကတော့ဒီလိုရေးပြီးမြဲ ယူချင်းလိုက်တဲ့အခါမှာ function ပြောင်းသွားပြီ1 to 2ဒီလိုပြင်မယ်အဲ့တော့ဒါက1ဒါက2တခါတည်းအရင်လိုမျိုးယူနေရမှာပြန်ပြီးအစားသွင်းပြီးထည့်เสียမလိုဘူးယူနေရမှာ limit ထည့်ပြီးတော့တွက်ယုံပဲဒါကြောင့် upper limit တွင်းနဲ့2 to minus 2 minus lower limit တွင်းနဲ့1 to 3 minus 1 ဤကွယ်ဒါဟုတ်တစ်ခါတည်းကယ်ကူလေတာတန်းမိနှိပ်လိုက် ခြင်းလည်းရပါပြီ4 over 3တန်ဖို့က4 over 3ရတယ်ကိန်းရောပြန်ဖွဲခြင်းရင်1 1 over 3เนาะဒါလေးကအဖြေပါပဲအဲ့တော့ဒီလိုမျိုး fashion ကို basic ကပေးထားတဲ့ fashion ကပေးထားတဲ့ limit ဒီ x အတွက် limit ဖြစ်တယ် ကိုကယူနဲ့ပြောင်းထွက်လိုက်တဲ့အချိန်မှာယူ limit ပြန်ချင်းဖို့အတွက်ကိုအိတ်စတန်ဟိုးကအခုဒီမှာ limit က0ယူနဲ့ h နဲ့ဆက်သွယ်ချက်ထဲမှာလာထည့်တယ်။နောက်တစ်ခါ rotary လာထည့်တယ်။အသေးသေးရရလာမယ်ပေါ့နော်။ h တန်ဖို့0မှာယူက1 h တန်ဖို့ rotary မှာယူက2ဒါကြောင့် upper limit ဒီ2 lower limit ဒီ1 1 2 2ဆိုပြီးတော့ ထည့်ထွက်လိုက်တဲ့အခါမှာအဖြေရသွားပဲဒီမှာဆရာမတို့အရင်တော့ဆိုရင် integrate လုပ်လုပ်ပြီးလို့ရှိရင် junior မှာပြန်ပြီးတော့ x ကိုအစားသွင်းတယ်အခုတွင်းစရာမလိုတော့နော်ဘာလို့လဲဆိုတော့ဆရာမတို့က u နဲ့ပဲ limit ချိန်ပြီးတော့တစ်ခါတန်းပြီးအစားသွင်းလို့ရတယ်ပြန်သွင်းရင်ဒီ junior မှာပြန်သွင်းရင် u equal to square root of x square plus 1ဆိုတော့အဲ့ဒီ root ကြီးတွင်းရမှာအဲ့တော့အဲ့ဒါဆိုရင်တွက်ရတာပို့ပြီးတော့ဒီပုံစံအတွက်ကနည်းနည်းလေးပိုရှုပ်သွားတယ်နော် အဲဒီလိုမျိုးနီးနဲ့တွေ့ရင်ရောပေးလားဆိုတော့ပေးပါတယ်ဆရာမတို့ဂျာနယ်ထဲမှာလည်းတွေ့ပြထားပါတယ်အဲတော့ဘေးနားမှာဒါလေးကပါရမယ်ဟာလေးပေါ့နော်ဒါလေးထည့်ပြီးတော့ဖော်ပြရမယ်ထည့်တွက်ရမယ်နော်ဒီကောင်လေးပါထည့်တွက်ရမယ်နော်ဒါပါပါမယ်